ဗုဒ္ဓဘာသာဝင်တွေယုံကြည်ထားတဲ့အတိုင်းမျက်ပြည်ဆိုတာတကယ်ရှိရလား။ကဲပရိသတ်ကြီးတွေဒီနေ့မှာတော့လူတိုင်းညှဉ်းခုံနေကြတဲ့အထိမိကွန်းထုတ်စရာကောင်းတဲ့မိကွန်းတစ်ခုကိုလူကြီးမင်းတို့ကုတ်ကုတ်ကွင်းကွင်းဖြစ်အောင်ထိချပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ဘာသာရေးရှင်းတဲ့တွေမပါဝင်ကြပေမဲ့လေဒီဖြစ်ပျက်တွေဟာဘလို့လူတယောက်မှရှိတဲ့နေကိုကတော့ဘလို့အချက်တွေကိုရှောင်ရမယ်ဆိုတာမျိုးကိုသိသွားမယ်ဆိုရင်လူကြီးမင်းတို့ကိုအများကြီးအကျိုးဖြစ်စေမှာပါ။ကျမတို့ငငယ်လေးကကြားနေကြစကားလေးတခုရှိပူပါရီ။အဲ့ဒါကတော့ ကုသိုလ်တစေသာငရေတပိတ်သာဆိုတဲ့စကားတစ်ခုဖြစ်ပြီးကုသိုလ်နည်းနည်းလုပ်ပေမဲ့အာကုသိုလ်ကတော့ကုသိုလ်ထက်စေစာတိုးနဲ့တိုးပြီးတော့မရှောင်ကျင်တတ်ဘူးဆိုတာမျိုးကိုပြောပြနေခဲ့ပါတယ်။ဒါဆိုရင်ငရေကတော့ရှိတာဟုတ်ပါပြီ။နေပြည်ကရောတကယ်ရှိရလား။ငရေဆိုတဲ့တရှိမှုကြီးကိုတော့တခါကရောမခေလူသားတွေဟာမြေကြီးအောက်ကိုတူးရင်တူးရင်နဲ့အတန်မောင်းများစွာနဲ့တူအော်ဟစ်လောင်ကျွဲနေကြတဲ့ပူလောင်မှုတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြရတယ်။အဲရှာဖွေမှုဟာတကယ်တမ်းမှာကြတော့ ကမ္ဘာပထဝီမြေကြီးပေါ်မှာမပေါ်လာသေးပေမဲ့သူတို့ရဲ့ဒူဖော်မှုဟာငရေတကားဝစီကိုရောက်သွားခဲ့တာလို့ပြောရပါမယ်။ကဲဒါဆိုရင်ငရေပြည်ကတော့ဒီလိုမျိုးဒူဖော်မှုတွေနဲ့တူရာဇဝင်တွေလည်းရှိတဲ့အတွက်ယုံကြည်လို့ရပါတယ်။ဒါဆိုနေပြည်ရောနေပြည်ဆိုတဲ့အရာမျိုးဟာအပေါ်ကိုမျှော့ကြည့်လို့လည်းမရ။သိပ္ပံပညာရှင်တွေကလည်းမတွေ့ဆိုတော့နေပြည်ဆိုတဲ့ပျော်ရွှင်ခြင်းဘုံမိမ့်မှန်ဟာလက်တွေ့သမားတွေအတွက်တကယ်ပဲရှိနေတာလားဆိုတဲ့မေးခွန်းကိုမေးရမလို့ဖြစ်လာကြပါတယ်။တကယ်တမ်းမှာကြတော့ နက်ပြည်ဆိုတဲ့အရာမျိုးဟာလမ်းလျှောက်နေတဲ့လမ်းကြီးမတူညီကြတဲ့လူတစ်ယောက်ကိုသူ့လမ်းကိုယ်လမ်းခွဲခြားသတ်မှတ်ပေးတဲ့နေရာတစ်ခုလို့ပြောရပါမယ်။အဲ့ဒါပြင်နက်ပြည်ရောက်ပြီဆိုရင်လူကြီးမင်းတို့ကအဆဆက်အရာပိုင်ဆိုင်ပါမယ်ဆိုတဲ့ဆိုယိုစကားတွေလည်းရှိနေကြတာဆိုတော့ဒီနက်ပြည်ကိုရှိမရှိဆိုတာကိုမစင်စားခင်မှာအရင်ဆုံးကိုယ့်ရဲ့ကိုချင်းတရားတွေပြင်တီလာတရားကိုပါတွဲပြီးတော့မိကွန်ထုတ်ကြည့်တယ်မာရီ။လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ဝန်းကျင်လောက်ကမြန်မာလူမျိုးတွေဟာအင်မတန်မှတီလာသမားတွေစောက်ထင်းကြသူတွေဖြစ်တာကြောင့် မွေးလာချိန်မာတွေကစုထူးတွေနဲ့မွေးလာသူတွေရှိသလိုနေတကြားတွေနဲ့အဆက်အသွယ်လုပ်နိုင်သူတွေဆိုတာကလည်းရှိနေကြပါတယ်။နေပြည်ဆိုရင်ပုံတစ်ခုဟာလူတယောက်မှမမြင်နိုင်တဲ့တီလာအတန်းလေးကိုသတ်မှတ်ပေးတဲ့နေရာတစ်ခုဖြစ်သလိုဒီတီလာတရားကိုမျက်များခိုင်မာလေလေဒုက္ခအတိငိမ့်တဲ့နေပြည်ကိုရောက်လီဆိုပြီးတော့ယုံကြည်ထားကြပါတယ်။အဲ့ဒါပြင်အကြောင်းတရားရှိလာလို့အကျိုးတရားဖြစ်လာတဲ့ဆိုတော့လောကသဘာဝအတိုင်းဒီလောကကြီးမှာတိလာတွေကိုစောင့်တင်းကျင့်သုံးသူတွေ ရှိနေသည်။နေပြည်ဆိုတဲ့ဘုံတစ်ခုကလည်း အမြဲတမ်းကြိုးဆိုနေမှာဖြစ်တယ်လို့အရှင်ဝါတောက်ပမှုမတောက်မဖို့ဆိုတာကတော့လူကြီးမင်းတို့ကိုယ်တိုင်ပြုမှုကျင့်သုံးခဲ့တဲ့ကောင်းမှုကုသိုလ်တွေတီလာဆောင်ထိတ်မှုတွေနဲ့လည်းစိုက်နေခဲ့ပါသေးတယ်။တခါကသားသက်သမားတယောက်ဟာနေ့စဉ်နဲ့မျှတားသက်ရင်းသူ့ရဲ့အချင်းတွေကိုကုံဆုံးခဲ့ပူပါရီဘေးပတ်ဝန်းကျင်တွေရဲ့အမြင်မှာတော့သူဟာတနေ့တနေ့တားသက်ရင်းဘဝကိုဖျက်ဆီးနေကြတာကြောင့်ကွယ်လွန်ပြီးတဲ့အခါမှာငရေဆိုတဲ့ပုံကိုရောက်မယ်လို့တတိကျယုံကြည်ထားကြပါရီ။ဒါ့အပြင်လည်းဒီသားသက်သမားကြီးဟာ သူ့ရဲ့အသက်မွေးဝဲကြောင့်တားသက်လုံငယ်ဖြစ်နေခဲ့ပေမဲ့လေမနှောကန်ဆိုရင်စိတ်မပါနေခဲ့တဲ့အတွက်ကြောင့်သူဟာနှက်ပြီမှာစန့်စားခွင့်ရခဲ့ပါရီဒါရီယာတကယ်ဖြစ်ပျက်တွေဖြစ်တယ်လို့နှက်ပြီဆိုတဲ့အရာကလည်းလူတယောက်ရဲ့တီလာဆောင်ထိမှုနဲ့ပတ်သက်ပြီးခွဲခြားပြီးသွားတာမလို့လူကြီးမင်းတို့ဟာလည်းနှက်ပြီဆိုတဲ့ပုံပွားမှာစန့်စားခြင်းနေဆိုရင်အာကုတို့တစ်စိမ့်သာကုတို့တစ်ပိတ်သာဖြစ်အောင်စောင့်ထိနိုင်ဖို့အကြံပြုလိုက်ရပါတယ်ရှင်